Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီ English Grammar Lesson 1လေးကိုစပြီးတော့မှအမေဆိုလိုကို share လုပ်မှာဖြစ်တယ်မျှဝေပြီးမှာဖြစ်ပါတယ် English English Grammar Lesson 1မှာအပိုင်းကိုစပြီးတော့မှသင်ပေးမှာတယ်ဆိုတာကိုသင်ပေးမလဲဆိုတာကိုစပြီးတော့မှကျွန်တော်လည်းတူတူလေ့လာကြည့်ရအောင်အပထမအဦးဆုံး English Grammar ကဘာလဲဆိုရင် nouns and verbs ပေါ့နော် noun နဲ့ verb ကိုစပြီးတော့မှသင်ပေးမှာဖြစ်တယ် nouns and verbs ဘာနဲ့ပါသမီးမှာလဲဆိုရင် noun နဲ့ verb ကို စပြီးတော့မှသင်ပေးမှာဖြစ်တယ် okay ဒါဆိုရင် what is noun now what is noun what is noun noun ဆိုတာဘာလဲ noun ကဘာလဲဘယ်လိုအမျိုးကို noun လို့ခေါ်ရလဲဆိုတာကိုစစ်ပြီးတော့ပါလေ့လာကြည့်ကြရအောင် A noun is a person, place, animal, or thing. နောင်လို့ဆိုလိုက်ရင် person ဆိုတဲ့လူပုဂ္ဂိုလ်တွေကလည်းဘာလို့ခေါ်လဲနောင်လို့ခေါ်မယ် plate လို့ဆိုတဲ့ဒီနေရာပြတွေကလည်းပဲနောင်ဖြစ်တယ် animal လို့ဆိုတဲ့ဒီတိရစ္ဆာန်တွေကလည်းပဲနောင်ဖြစ်တယ်နောက်တဲ့ all thing ဆိုတဲ့ဒီအရာဝတ္ထုတွေကလည်းပဲဒါဟာနောင်ဖြစ်တယ်နောက်အဲ့တော့ အဲ့ဘလိုဟာတွေက person နဲ့ဆိုရင် boy boy တို့ gir girl တို့เนาะဒီလိုမျိုးတွေကိုဒါ person တွေကလည်း boy တို့ girl တို့ woman တို့ man တို့ကလည်း noun ဖြစ်တယ် SCH over school လို့ဆိုတဲ့ဒီစာသင်ကျောင်းနေ house ဆိုတဲ့နေရာကိုပြတာတွေနောက်အာ garden ဆိုတဲ့ဥယျာဉ်နေတာတွေဟာလည်းပဲဒါနောက်ဘုတ်တွေဖြစ်တယ်။ဒါပေမဲ့ animal ဆိုတဲ့ dog တို့ အာဒီဂျီဒေါက်တိုတိုင်ဂါတိုအဒါစနိကတိုတိုင်ဂါတို့အစရှိတဲ့သရိစံအနီမောတွေကလည်းပဲနောင်ဖြစ်တယ်အဒါသင်းဆိုတဲ့ဒီအပ်ပေါ်ပေါ့နော်ပန်သီးတို့အော်ရိန်းဂျ်လိမ္မော်သီးဘနာနာတို့ဆိုတဲ့ဒီငပြောသီးတွေပန်သီးတွေကလည်းပဲဒါနောင်ဖြစ်တယ်ဘာနော် what is noun ဆိုတော့ a noun is a person place animal or thing เนาะဒါတွေဟာနောင်ဖြစ်တယ် And the second one, so what is verb for? A uh, verb so that a bale, verb so that a bale so that go, so let me know about, so let me know about. A verb is an ancient word. Asian word ဘာဆိုတာကဘာလို့ဆိုရင် Asian စလုံးတွေကို verb လို့ခေါ်တယ်ပေါ့နော် Asian စလုံးတွေ Asian ဆိုတာဘာလဲလှူရှားတယ်သွားတယ်လာတယ်စားတယ်အိတ်တယ်ပေါ့တခြင်းဆိုတဲ့အဲ့လိုမျိုးတွေအစားရှိလှူရှားမှုတွေကိုပြတဲ့ verb တွေဟာဒါစလုံးတွေဟာ verb ဖြစ်တယ်ပေါ့အဲ့လေနော်အဲ့ဒါကို verb လုံးမယ်ရဗတ်တရားဘာလို့ရှိမလဲเนาะ Asian Vast ဒီဆိုရင်အဲ့ဒီ Vast တရားဘာလို့ရဲဆိုတာကိုဆက်လက်ပြီးတော့မှလေ့လာကြည့်အောင် the the first car ran no are you and run you know ran be no are you and ran i ran nga he runs to be she runs to ma be it runs to ya be de denu myo le de da ran so ra ga no denu know action verse phit de na de khu wa eat eat you know eat Sorry, i eat you eat she eats no he eats ်ဘာစားတယ်သူစားတယ်မင်းစားတယ်ဆိုတော့ EAD eat ကလည်းပဲ action verb ဖြစ်တယ်။နောက် draw you know draw နောက်ပကြီးဆွဲတယ်နောက်စေးတွေချဲတယ် draw လုပ်တယ်ပုံတွေဆွဲတယ် a draw တွေဟာလည်းပဲဒါ action verb တွေဖြစ်တယ်ဒီ draw ကလည်းပဲနောက်တစ်လုံးက read 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 ဆိုတာကဖတ်တယ်နော်ဒီစလုံးကလည်းပဲဒါ action verb ဖြစ်တယ် read ဆိုတာကလည်းပဲ action verb โอเคဒါဆိုရင်ဒီ vote နောင်းတွေကိုဆယ်လျာပြီးပြီဆိုတဲ့ခါကျတော့မလုပ်မလဲဆိုလို့ရှိရင်စစ်ပြီးတော့မှအဲ့ practice လုပ်မယ်ပေါ့ practice ကမလုပ်မလဲဆိုတော့ identify the noun and verb noun နဲ့ verb ကိုမလုပ်မလဲဆိုရင်ဆိုတော့ identify လုပ်မယ်ခွဲခြားမယ်ပေါ့ကွာเนาะအဲ့ဒါဘယ်ဟာက noun လဲဘယ်ဟာက verb လဲဆိုတော့ခွဲခြားမယ်ဒီ sentence ကိုကြည့်မယ် sentence ထဲမှာဆိုရင် the girl is an apple မိတ်ကလေးက x စားတယ်ဘာလို့စားလဲပန်သီးကိုစားရဲဒါဆိုရင်ဘယ်ဟာနောင်လဲဘယ်ဟာဗတ်လဲဆိုအောင်နည်းနည်းတော့ခွဲကြည့်ပြပါဦးနော်ခဏလေးခွဲကြည့်โอเคကြားမလို့ထင်ပါတယ်အဲဆိုရင် girl နဲ့ apple ကဘာဖြစ်မလဲဟုတ်တာပေါ့နောင်နော် girl နဲ့ apple ဆိုတာက girl က person ဖြစ်တယ် apple က thing ဖြစ်တယ်နော်အဲဒါဒီနောင်အဲဆိုရင် eat eat ကဘာဖြစ်မလဲဆိုရင် verb ပေါ့သူက action verb စားတယ် the god is an apple မိကလေးကစားတယ်ပေါ့အဲ့တော့ eat မှာဘာကြောင့်ဆရာတို့က s လေးပေါင်းထားတယ်ဆိုလို့ရှိရင်သူရဲ့ main verb ကတော့ eat ပဲဘာကြောင့် s လေးပေါင်းထားတယ်ဆိုလို့ရှိရင် third person အနေငယ်ဖြစ်တဲ့ g i r girl ပေါ့နော် GIR ကဒါလေးကဆိုတော့ third person เนาะဒီဟာဒီဆိုတော့အနေငယ်ဖြစ်တယ်เนาะ third person အနေငယ်ဖြစ်တဲ့အတွက်ဒါဒီ ဘာတကားကိုဆရာတို့ကရတာတပါစဉ်အနေကိန်းဖြစ်တဲ့အတော် EAT မှာဗာလီပေါင်းထားတယ်ဆိုလို့ရှိရင်ဒီမှာ SL ပေါင်းထားတယ်ဒီမှာเนาะအဲ့ဒါကြောင့်မို့ the girl is an alpol the girl is an alpol ရပါမယ်เนาะအဲ့ဆိုတော့ review လေးလုပ်ကြည့်ရအောင်ဒါဆိုခဏကဆရာတို့ noun တွေ verb တွေကို identify လုပ်ပြီးဆိုရင် review လုပ်ကြည့်ရအောင်ဒါဆလုံးတွေရှိမဲ့ word တွေအဲ့တော့ဆလုံးတွေက run လို့ fat to drink no teacher เนาะ တော့ RUN rank ဆိုရင် noun la verb la ဆိုရင် verb ဖြစ်တယ် CD cat ကနော် animal ဖြစ်တယ် cat က noun ဖြစ်တယ် DING drink ဆိုတော့တောက်တယ် drink ဖြစ်ကလေးဆိုရင် verb ဖြစ်မယ်ရမယ်နော် good to eac ac teacher teacher ကပါလဲဆိုရင် now ဖြစ်မယ်เนาะ teacher က now ဖြစ်မယ် အဲ့တော့ ran က verb cat က noun drink က verb teacher က noun ဖြစ်တယ်အဲ့ဆိုရင်ဒီနေ့အ noun နဲ့ verb လေးကိုနည်းခွဲခြားရတာမျိုးဖြစ်ပါတယ်နောက်သင်ခန်းစာတွေမှာဆက်လက်ပြနေပါမယ် see you next time bye bye